သုံးမင်္ဂလာပါ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဂျီမေးကနေပြီးတော့မွေးဆွေတို့ကိုယ့်ရဲ့ဖုန်းတလုံးထဲမှာဘာမှမရှိတော့သိတိုင်အောင်ပေါ့နော် reset ချခံရတာမျိုးကြုံဘူးလားကြုံဘူးတဲ့သူတွေလည်းရှိချင်ရှိမယ်ကြုံဘူးတဲ့သူတွေလည်းရှိချင်ရှိမယ်အဲဆိုတော့ကြုံဘူးတဲ့သူတွေကတော့ဒီနည်းကိုကြိုတင်ကောက်ွယ်လို့ရအောင်နောက်ထပ်မဖြစ်အောင်ကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်မကြုံဘူးတဲ့သူတွေကလည်းဒီနည်းကိုမဖြစ်အောင် ဒီဗီဒီယိုလေးကိုစောအောင်ကြည့်တော်ပေးလို့ပါတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ကတော့ဘယ်လိုပြောပြပေးတော်မလဲဆိုတော့ကျွန်တော်ရဲ့ Gmail ကိုတခြားသူတွေခိုးသွင်းလို့မရအောင်ပြီးလို့ရှိရင်လည်းတခြားသူတွေဘယ်သူခိုးသွင်းနေလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာမို့လို့ကျွန်တော်နဲ့ဒီ Gmail software ကိုဝင်လိုက်မယ်ပေါ့နော်တချို့ကလည်း Gmail ကိုတခြားသူတွေဖွင့်ထားပေးတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းကိုယ့်ကို Gmail ပေးလိုက်တဲ့အချိန်မှာသူ့ရဲ့ဖုန်းကနေပြီးတော့ log out မထွက်ဘူး အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့ log out တန်းလုပ်မယ်ပေါ့နော်အဲ့ဒီလေးကိုကျွန်တော်ပြပြပေးသားမှာမလို့ကျွန်တော် gmail တက်တစ်ချက်ဝင်မယ် gmail တက်တစ်ချက်ဝင်ပြီးတော့ကျွန်တော်ဟိုအပေါ်ဆုံးထိတ်ကကျွန်တော် logo ပုံစံလေးကိုနှိပ်မယ်ပေါ့နော် logo ပုံစံလေးနှိပ်ပြီးတော့ message တို့ဒီနေရာမှာထွက်ချင်တဲ့ gmail ကိုကျွန်တော်တို့ကျွန်တော်ကြည့်ချင်တဲ့ gmail ကို message တို့နှိပ်ရမှာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီနေရာကိုရောက်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ manage your google account ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ဒါဆိုတော့ manage your google account ကိုနှိပ်မယ် ပုံစံလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ security အစင်းဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်။အဲဒါတော့အဲဒီဟာလေးကိုတစ်ချက်နှိပ်ပေးပါမယ်။အဲ့ဒါပြီးလို့ရှိရင်အပေါ်ဆွဲမယ်။ပေါ်ဆွဲပြီးတော့ဒီနေရာလေးမှာကျွန်တော်ဘာကိုကြည့်မလဲဆိုတော့ဒီမှာပေါ့နော်။ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ device ကဘယ်နှခုဝင်တာလဲပြီးလို့ရှိရင်ဘယ် device ကို log out လုပ်ရမလဲဆိုတာလေးကိုဒီနေရာလေးမှာတစ်ခါရှိတယ်ပေါ့နော်။အဲ့ဒါလေးဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာ မနစ် or device ဆိုတာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဘုံမှာတော့ Techno Camera D ရှိတယ်ပေါ့နော်ဒီမှာ Techno Camera D ရှိတယ်ပြီးလို့ရှိရင်ဒီ Techno CS6 ဆိုတာလည်းကျွန်တော် Techno Camera D ပဲပေါ့နော်သူရဲ့ model number နဲ့နှစ်ခုဝင်နေတာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်မှာတော့ဒီဖုန်းတက်လို့ပဲဝင်ထားတာဖြစ်လို့မိစေတို့ကတော့ဒီနေရာလေးမှာတခြားသူဖုန်းတွေအများကြီးရှိလို့ရှိရင်ဒီနေရာနေပြီးတော့မိစေတို့ log out လုပ်လို့ရတယ် ပြီးလို့ချောက်သူရဲ့ဖုန်းတလုံးလုံးကိုကျွန်တော်တို့ဘာမှမရှိတော့တိတ်တိုင်အောင် reset ချလုပ်လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအားလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်ဒီအားလေးတစ်ချက်နှိပ်ပြီးတော့အဲ့တော့ကျွန်တော်ဒီလိုပုံစံလေးပေါ်တော့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာစေးအောက်လုပ်လို့လည်းရတယ်ပေါ့နော်ကျွန်တော်ဒီပြီးတော့ရှိရင်ကျွန်တော်ဒီနေရာလေးမှာဒီနေရာလေးကိုလည်းကျွန်တော်နှိပ်လို့ရတယ်ပေါ့နော်အဲ့တော့မက်ဆေ့ချ်ကတော့တခြားသူကကိုယ့်အကောင့်ကိုဖွင့်ထားပေးပြီးတော့သူ့ဘက်ကနေပြီးတော့ ဒီမျိုးကိုလောအောင်မထွက်ပဲဆေးအောင်မထွက်ပဲနဲ့မွေးစုတို့ကိုမွေးစုတို့ရဲ့ဖုံးကိုစောက်ကြည့်နေမယ်ဆိုလို့ရှိရင်ကျွန်တော်အန်ဒီရဲ့တော်တော်များတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းမွေးစုတို့မှာကုတ်ကြတာတွေဟိုလို့လို့ရှိရင်လည်းသူ့ဘက်ကလည်းကုတ်ကသွားကြောက်နေမှာဖြစ်လို့မွေးစုတို့ကဘာမှမလုပ်ပဲနဲ့စောက်ကြည့်စောက်ကြည့်ခံနေရတာမျိုးလည်းဖြစ်ကောင်းဖြစ်နေတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာလောအောင်လို့လိုက်ရင်ပို့ပြီးတော့အဆင်ပြေတယ်ဗောနော်မွေးစလိုကကိုယ့်ရဲ့ဖုန်းဒီဗိုက်မဟုတ်တဲ့အကုန်လုံးကိုလော့အောက်လုပ်လို့ရတယ်ကိုယ့်ရဲ့ဖုန်းဒီဗိုက်ကိုဖိုးက တက္ကနိုဆိုလို့ရှိရင်တက္ကနို iPhone ဆိုလို့ရှိရင် iPhone အဲ့ဒီ model တကူကနေပြီးတော့ channel ဟောင်းအကုန်လုံးမိတ်ဆွေတို့ပေးရမှာဖြစ်ပါတယ်။အဲတော့ဒီဗီဒီယိုလေးမှာတော့မိတ်ဆွေတို့ကိုကျွန်တော်ကတော့အန်ဒီရဲ့တော်တော်များတဲ့ Gmail ကိုသုံးနေပြီးတော့ကိုမသိသေးတဲ့အချက်တွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာမိတ်ဆွေတို့ကမသိသေးတဲ့တငယ်ချင်းတွေကိုလည်းရှင်းလင်းလို့ပေးသွားပါဦး။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးပတ်ဆက်နေကြပါစေ။ Bye bye ။